င်္ဂလာပါရှင်ခတိတက်လီဗီရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးဗရန်ကုတ်ကြီးကျွာအနီးတိုက်ပွဲပြင်းထန်နေပြီးလေကြောင်းမအပြင်ထံပစ်ကူပေးပြီးနက်ရိတ်ကန်ကိုခရမ်းထောက်ပို့နိုင်ရန်ကြိုးစားဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပိတ်ဆို့တိုက်ခိုက်ခံရသည့်နက်ရိတ်ကန်ကိုစစ်ကူပို့နိုင်ရန်စစ်ကောင်မရှင်ကြိုးစားနေပြီးပိုလိုက်တီစစ်ကြောင်းများလမ်းမတိုက်ခိုက်ခံရ၍တိုက်ပွဲပြင်းထန်နေကြောင်းသိရပါတယ်ပီကန်နီနိုဝယ်မလာစီယန်နေကကုတ်ကြီးရွာအနီး လန်တင်ဘက်မှစစ်ကော်မရှင်နဲ့အေးပူပေါင်းတပ်တို့တိုက်ပွဲပြင်းထန်နေပြီးစစ်ကော်မရှင်ကလေကြောင်းပစ်ကူများစက်တိုက်ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။မဆာက905ရဲမှာအင်အားစုထားပြီးစစ်ကူပုံနေတာလန်အဘက်မှစစ်ကြောင်းပြုတ်ထားတော့အခုလန်တင်ဘက်ကနေပို့တဲ့အဲ့ဒီဘက်တိုက်ပွဲဖြစ်နေတယ်လို့စစ်ရေးသတင်းရှင်မြစ်ကပြောပါတယ်။ အမြောက်ဆက်စင်ရေကွက်ကဲမူဌာနချုပ်မဆာခ905အတွင်မှရိတ်ခါနေခရင်ဖြစ်တင်ထားပါတယ်စစ်တုံးကားကြီးနှစ်စီးရင်းပေါ်မှာအဆောင်အဆောင်ဆယ်ရောင်းနေအတူဈေးမြုံရွာဘက်ကထွက်ခွာသွားကြောင်းသတင်းရင်းမြစ်ထံမှသိရှိရပါတယ်စစ်ကော်မရှင်ကနေရေကန်ဖြူဟာစခန်းမှာပိတ်မိနေသူများကိုစစ်ကူပို့ရန်လမ်းတင်းနဲ့လမ်းဟောင်းမှနေ၍စစ်ကြောင်းနဲ့ စစ်ကြောင်းတစ်ခုခွဲကခြေသက်စစ်ကြောင်းထိုးလျက်ရှိပါတယ်။ဒိုရမှာစစ်ကြောင်းများမှာကိုကြီးစကန်းကိုမကျော်နိုင်မင်းဈာဖြတ်တိုက်ခိုက်ခံနေရပြီးစစ်ကြောင်းလိုက်ပြုတ်သည့်အခြေအနေကိုရရှိနေခြင်းဖြစ်ပါတယ်။မြေပြင်ထောက်ပို့လမ်းကြောင်းပိတ်ဆို့ခံထားရခြင်းမှာစစ်ကောင်မရှင်ကနေရီကန်ပြူဟာအတွင်ပေးမိနေသူများထံလိုအပ်သည့်ခရရန်နဲ့ရိတ်ခါများကိုလေကြောင်းမှချပေးမှုများပြုလုပ်လာပါသည်။လေကြောင်းအကူအညီနဲ့ချပေးသည့်ခရရန်နဲ့ရိတ်ခါတို့များမှာအေအေတပ်ဖွဲ့များထံရရှိသွားသည့်များသလို ကျန်တဲ့အထုံများကိုထွက်ကောင်းတဲ့စစ်ကောင်မရှင်တပ်များအင်းအေးပြေကတက်ခမှုကိုခံနေရသည့်အတွက်ဆယ်ဦးထက်မနည်းသေဆုံးခဲ့ပါသည်။နိုဝင်ဘာလ19ရက်နေ့မှာဗဒန်းရွာထဲမှာအင်းအားပြေပါစိတ်ရင်နှနှစ်စင်းပတိမုံရွာလန်အန်တိုင်းစူပတောင်းဝါလီတောင်မှတက်စင်းကန်တုံးဆိုင်ယုံချင်းဆက်လန်အန်တိုင်းမောင်းနှင်းသွားကြောင်းသတင်းရင်းမြစ်များထံမှသိရှိရပါသည်။ဆက်လက်ပြီးတပ်ဖွဲ့ထိပ်ပိုင်းကောင်စားနှင့်ဦးကြီးမားတဲ့ပြည်မှုအမျိုးအစားကျွလွန်ထားလို့ဖန်ဆင်းရဲယူထားကြောင်းမန္တလေး PD ရဲ့ထုတ်ပြန်စွာသတင်းကိုတင်ဆက်ပေးမှဖြစ်ပါသည်။ ပြည်သူ့ကောင်ကွယ်ရေးတပ်မတော်မန္တလေး MDY PDF ရဲ့ဘောအူဆောင်ကော်မတီဝင်နှစ်ဦးဖြစ်သည့်ကိုမုံတိုင်းစည်ရေးဌာနမှူးကြီးနှင့်ကိုနန်းကြီးဘဏ္ဍာဆောင်ဖွင့်ရေးဌာနမှူးကြီးတို့ကတာမန်စီကံချိုးဖောက်မှုမဟုတ်တဲ့ကြီးမားသည့်ပြည်မှုအမျိုးအစားကျွလွန်ထားတာကြောင့်ဖန်ဆင်းရေးယူထားကြောင်းမန္တလေး PDF ကဒီကနေ့မှထုတ်ပြန်ပါတယ်သူတို့နှစ်ဦးဟာကာလတံမှုကြီးမားတဲ့တပ်ပိုင်ဘဏ္ဍာပစ္စည်းအချို့ကိုတရက်စီမင်းစီကံနဲ့လုံထုံလုံနေများကိုချိုးပေါက်ကောင်တရားမဝင်ထုတ်ယူသွားခဲ့တာကြောင့်အပြစ်ရှိကြောင်းအပြစ်ခံယူရမှာဖြစ်ကြောင်း ကာယကဆင်တွေကကိုရိုင်းပါဝင်တဲ့2025ခုနှစ်အော်ဂိုလာဘောဥဆောင်ကော်မတီအစည်းအဝေးမှာဆုံးဖြတ်ထားပြီဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်ဘဏ္ဍာပစ္စည်းတွေကိုတတ်ထန်သူအမြန်ဆုံးပြန်လည်အနှံ့ရမယ်ဆိုတာကိုလည်းဆုံးဖြတ်ခဲ့တယ်လို့အတည်ပြုပါတယ်။စတေမာလာမှာကျမခဲ့တဲ့တပ်မှုများ6လပတ်စုံကြီးအစည်းအဝေးမှာလည်းဘောဥဆောင်ကော်မတီဝင်အစည်းအဝေးဆုံးဖြတ်ချက်တွေကိုထပ်လောင်းအတည်ပြုခဲ့ပေမယ့်တော်လရင်အခြေအနေအရ၎င်း ကရင်ကစင်နှဦးရဲ့မြစ်တာရက်ခံတင်များချက်အရာ၎င်းအခြားရှုထောင့်ရာမြစ်တိအခြေအနေများအရာ၎င်းပြစ်ဒဏ်များကိုလက်တွေ့ချမှတ်ခြင်းမပြုသေးပေယာယီဆိုင်ငံကကြောင်ဖော်ပြထားပါတယ်။ဒါပေမဲ့ယခုအချိန်ထိဘာနာပစ္စည်းများကိုတတ်ထံပြန်လည်အနှံခြင်းမရှိသလိုဘလူဖြစ်စင်မှုအတိပေးပြောဆုံမှုမရှိလို့အရေးယူကြရတာဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။ဤပြမှုသည်တပ်တွင်းတာမန်စီမင်းစီကံချုပ်ဖောက်မှုအစဉ်ကိုကြော်လွန်က ကြီးမားသည့်ပြည်မှုအမျိုးအစားအဆင့်သို့ရရှိသွားပြီဖြစ်တယ်လို့ကနဦးအစင်ကောက်ချက်ချနိုင်ပါတယ်လို့ MDY PDF ကထုတ်ပြန်ပါတယ်။ဒါကြောင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်စီရင်ချုပ်တို့တင်ပြကောင်းကိုမုံနိုင်နဲ့ကိုနိုင်ကြီးကိုနိုဝင်ဘာလ15ရက်မှစတင်ကလက်ရှိတည့်ရက်တာဝန်အားလုံးရဆိုင်တာနှစ်ဦးစလုံးကိုလက်နက်ဖြုတ်သိမ်းပြီးအချောဖြင့်ထိန်းသိမ်းထားရှိတာစာတီအပြစ်ပေးအေးအေးယူထားတယ်လို့ဖော်ပြပါရယ်။ဤတပ်ဖွဲ့ဝင်နှစ်ဦးသည်တပ်ဤထိန်းပိုင်းကောင်ဆောင်များဖြစ်နေသည့်အပြင်ပြည်မှုဤတဘောတဘာဝအရာ ဤအမှုကိုတာမန်တပ်သွင်းစီရင်ဆုံးဖြတ်မှုကြောင့်ဆောင်ရွက်ရန်မတင်နာကြောင်းအထက်ရုံးဖြစ်သည့်ပြည်သူ့ကာကွယ်ရေးတပ်မတော်စေယုံချုပ်ကအမှုရဲဖြစ်စဉ်ကိုလိုအပ်သလိုဆုံးဖြတ်ဆောင်ရွက်နိုင်ရန်တရင်မို့တင်ပြထားပြီးလည်းဖြစ်ပါတယ်လို့ MDY PDF ကထုတ်ပြန်ပါတယ်အခုလိုစီကံထိန်းသိမ်းခြင်းနဲ့အပြစ်ပေးရယူခြင်းတို့ဟာတာမန်အားဖြင့်တန်တွင်ကိစ္စများတာဖြစ်တယ်လို့အများပြည်သူတို့အတိပေးထုတ်ပြန်လို့မရှိပေမယ့်ယခုဖြစ်စဉ်အကြောင်းပြုပြီးမလိုလားအပ်သည့်တရင်အချက်လက်အလွဲမှားတွင် တော်လရင်အကျိုးကိုထိကန်စေမဲ့ကောလာဟာလာအမားတွင်ပေါ်ပေါက်လာမဲ့အရေးအကြောင်းတွေကြားသိရလို့တော်လရင်အကျိုးကိုရှေ့ရှုပြီးသတင်းထုတ်ပြန်ရတာဖြစ်ပါတယ်လို့လည်းရှင်းလင်းထားပါတယ်။အခုလိုတော်လရင်ရဲ့ခက်ခဲကြမ်းတမ်းသည့်အခိုက်အတန့်ကာလမျိုးမှာတော်လရင်အကျိုးကိုထိကန်စေမဲ့သတင်းအချက်အလက်အလွေအမားတွင်မဖန်သည့်မဖြန့်ဖြူးကြဖို့လည်းမြစ်တာရက်ခံထားပါတယ်။အခုကာလမျိုးမှာပြည်သူလူထုကိုစိတ်ပိုင်းဆိုင်ရာတစုံတရာအနှောင့်အယှက်ဖြစ်စေမယ့်ဖြစ်စဉ်တရင်မျိုးပေါ်ပေါက်စေတဲ့အတွက်လည်း MD1 PDF ကပြည်သူလူထုတွေကိုတောင်းပန်ခဲ့ပါတယ်။ ပြည်သူ့ຫນွေဥတော်လိုင်းရေးကြီးကပေါက်ဖွာလာတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဟာတပ်ပုံကြစစ်ပုံကြတဲ့တပ်ဖွဲ့တရေဖြစ်စေဖို့အစွမ်းကုန်ကြိုးပမ်းတည်ဆောက်နေကြောင်းမန္တလေး PDF ကအတည်ပြုပါတယ်။မန္တလေး PDF ဟာတပ်တည်ဆောက်ရေးလုပ်ငန်းစဉ်မှာတပ်ဖွဲ့ဝင်များအကြားတာဝန်ရာထူးအစံတမ်းမခွဲခြားပြီးအပြစ်ရှိသူကိုအပြစ်အလျောက်ထိုက်တင်တယ်လို့အပြစ်ပေးရေးယူခြင်း ကျင်းဝစ်စီကံထိန်းသိမ်းကြက်မှတ်ခြင်းဟာလည်းအထူးအရေးကြီးတဲ့ကဏ္ဍတရအနေနဲ့ပါဝင်နာနဲ့အညီမိမိတို့တဟာတက်တွင်းစီကံထိန်းသိမ်းကြက်မှတ်ခြင်းကိုအထူးအလေးထားဆောင်ရွက်လေးရှိကြောင်းသိရပါတယ်။မန္တလေး PDF ဟံတပ်ဖွဲ့ဝင်များအကြားတာဝန်ယာသူအစင်အတမခွဲကြပြီးအပြစ်ရှိသူကိုအပြစ်အလျောက်ထိုင်နေတယ်လို့အပြစ်ပေးအရေးယူတောင်းကျင်းဝစ်စီကံထိန်းသိမ်းကြက်မှတ်တာအပါအဝင်တက်တီဆောင်ရဲ့လုပ်ငန်းစဉ်ကိုပုံမှုအားဆိုင်ဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ပါတယ်။ဒါအပြင် ပြည်သူ့ຫນွေဦးတော်လှန်ရေးကြီးရဲ့ အနိမပန်းနိုင်ဖြစ်သည့်တန်းသူမှုနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့်ဖက်ရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက်မစုံမနစ်ဆက်လက်ချီတဲ့တောက်ပွဲဝင်သွားမယ်လို့လည်းအတည်ပြုထုတ်ပြန်ထားပါတယ်ရှင်။ဆလဘင်ချောင်းမြို့နယ်မှာနိုင်ငံရေးကျင်းသားများတင်ဆောင်လာသည့်ကားနဲ့စီကိုတိုက်ခတ်မှုစစ်တပ်ဘက်မှ၂ဦးသေဆုံးပြီးဖမ်းဆီးခံပြီးတဲ့ရဲဘော်တအူးကိုကယ်ထုတ်နိုင်ခဲ့ဆက်တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မကွေးတိုင်းချောင်းမြို့နယ်အမှတ်တုံးပြည်တော်စုလမ်းမိုက်မှာနိုင်ငံရေးကျင်းသားများတင်ဆောင်လာသည့်ကားနှင့်စီကိုတိုက်ခိုက်ရန်စစ်တပ်ဗမာ၂ဦးတေဆုံးပြီ ိုင်ငံရေးအကျဉ်းသား PDF တအူးကိုကဲထုတ်နိုင်ခဲ့ကြောင်းပြည်ပတပ်ဖို့ချောင်းမှသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုပါကွန်ကပြောဆိုပါတယ် နေဝင်မလာ၁၉ရက်နေ့နနက်9နာရီခန့်မှာ၆မြို့နယ်အမှတ်၃ပြည်သာစုလမ်းမရှိဂွေးချိုနယ်မြေရဲစခန်းနဲ့ဂွေးပင်နယ်မြေရဲစခန်းကြားမှာနိုင်ငံရေးကျန်းမာ၅ဦးတင်ဆောင်လာသည့်ကာနယ်စီကိုတော်လည်ရဲတပ်ဖွဲ့များကခြားပြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထို့တိုက်ခတ်မှုအတွင်ကားပေါ်လိုက်ပါလာသည့်စစ်သား၂ဦးတင်ဆောင်ပြီး၃ဦးထိခိုက်ဒဏ်ရာရရှိကောင်မြို့ပြတာကြားစစ်စင်ရဲများဦးဆောင်သည့်ရဲဘော်နယ်ဆိုင်ခေါ်မူးညိုကိုကယ်ထုတ်နိုင်ခဲ့ကြောင်းသိရပါသည်။စစ်ကွေးနှစ်ကောင်ကတော့ပွဲချင်းမိသေးတာမျိုးရှိတဲ့၃ကောင်လောက်တော့ဒဏ်ရာရတယ်လို့သိရတယ်။ကျွန်တော်တို့မိုင်း၃လုံးနဲ့မိုင်းဆက်တိုက်ခိုက်ခဲ့ တာမိုင်းနှလုံးကအဲတာဖြစ်ပြီးတော့မကွဲသွားတဲ့အခြေအနေမျိုးကားတွေထိုးရမသွားတော့အခုလွတ်လာတဲ့နိုင်ကျဲကျင်နာကတော့ကျွန်တော်တို့ကားကိုပြစ်ခတ်တိုက်ခိုက်နေတဲ့အချိန်မှာခုန်ချလိုက်လို့လွန်မြောက်လာတော့သူတို့ကပြန်လည်ဆွဲတင်မှုစ조사တဲ့အချိန်မှာကျွန်တော်တို့စုဖိပြစ်တော့မခံနိုင်ပဲနဲ့မောင်းပြေးသွားတာတအူးပဲလွန်မြောက်ပြီးတော့လေးဦးကတော့ကားပေါ်ပတ်သွားတယ်လို့ပြည်ပတပံမှုချာမှသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုပါကွန်ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို6ဂိုရီလာဖို့6မြို့နယ်ပြည်သူ့ကကွယ်ရေးအဖွဲ့6 Special Effort ိုက်ကားဖိုင်တာဖို့အဖွဲ့တို့ကပူးပေါင်းလုဆောင်ခဲ့ကြောင်းသိရပါတယ်။ထို့သို့ပြစ်ခတ်တိုက်ခတ်မှုဖြစ်ပွားပြီးနောက်ဂွေးပင်နယ်မြေရဲစခန်းကိုတိုင်မှုခရမှုများပါရောက်ရှိလာပြီးအင်အားလုံးရင်းဖြင့်အမှတ်သုံးပြည်ထောင်စုလက်မှိုင်းကိုနယ်မြေရှင်းလင်းရေးလုဆောင်ကလွတ်မြောက်သွားသည့်နိုင်ငံချင်းကိုပြန်လည်ဖန်ဆင်းနိုင်ရန်လုဆောင်သွားမယ်လို့ပြည်သူများကိုချိန်ချပြောဆိုသွားကြောင်းသိရပါတယ်။ လွန်မြောက်လာသည့်နိုင်ကျင်းသည့်2023ခုနှစ်နိုဝင်ဘာလ29ရက်နေ့က6မျိုးအမတ်စနစ်ရွှေတင်ကုန်းရက်ကွက်မှနေထိုင်သည့်6မျိုးနယ်စီရင်တရားရေးကော်မတီမှမြို့တော်ဝန်အဖြစ်လုပ်နေသည့်တန်စင်ဦးစောသူကိုပြစ်ခတ်ဆင်လင်းခဲ့သည့်မြို့ပြတောင်ကျဆက်စင်ရေးများဦးဆောင်နေသည့်ရဲဘော်နယ်ဆိုင်ခေါ်မှုမျိုးဖြစ်ကြောင်းသိရပါသည်ဒါအပြင်နိုဝင်ဘာလ19ရက်နေ့ကလည်း6မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့6ပါကဖက၎င်းတို့စုံမထင်းချုပ်ထားသည့်ပြည်တော်စုအမှတ်3လက်မှတ်ပေါ်ရှိ ကွေးချုံကွေးပင်လမ်းမိုင်းကိုပြည်သူများညာ9နာရီမှနနက်6နာရီအတွင်းဖြတ်တန်းသွားလာခြင်းမပြုရန်ထုတ်ပြန်ထားကြောင်းလိုင်းနာခြင်းမရှိပါကဖြစ်ပေါ်လာမည့်အကြောင်းအရာများကိုတာဝန်ယူမည်မဟုတ်ကြောင်းနှင့်တွေးစီပါကအပြစ်ပေးရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောဆိုထားပါသည်။ ျွန်တော်တို့19ရက်နေ့ကထုတ်ပြန်ထားတာရှိတဲ့ပုံပြည်တော်စုအမှတ်3လမ်းမကြီးဘော်ကကွေးကြိုကွေးပင်လမ်းမကိုပြည်သူတွေညာ9နိုင်ကနေနည်းနည်း6နိုင်အတွင်ဖြတ်တန်းသွားလာခြင်းမပြုလုပ်ဖို့ပုံအဲ့ဒီလမ်းမကကမဆာ22 21ကစစ်ခွေးတွေနဲ့ဘကညာဦးပခုတ်ကူဘကတမတရားတင်တမရှိရှိတို့ချိန်ဆမှုလုပ်နေတဲ့လမ်းမဖြစ်နေတဲ့ ။နောက်ပြီးရခိုင်စစ်မျက်နှာပြင်ကိုလူအင်အားနဲ့ဒိခါတွေပေါ်လာစီတဲ့အဲ့ဓာတွေကြောင့်လမ်းမိုင်းတုံ့ပြုမှုကိုချုပ်တင်အတိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်လို့ပြည်ပတပ်ဖန်ဘူးချောင်းမှတရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုပါကွန်ကဆက်လက်ပြောဆိုပါတယ်ရှင်။